မင်္ဂလာပါရှင် Emily Pocket ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Emily ကလူငယ်တွေအကြားမှာစိတ်ဝင်စားမှုမြင့်နေတဲ့တားဆက်ချာနီလန်တစ်ခုဖြစ်တဲ့ပေါ့နော်အရေးပေါ်တားဆက်ချာနီအကြောင်းကိုပြောပြရင်းနဲ့အများစုအမှတ်မှာတက်ကြတဲ့အကြောင်းလေးတွေကိုလည်းဝေမျှပေးသွားမှာဖြစ်ပါတယ်ဆိုတော့ အရေးပေါ်တည်တားစီကိုပေါ့နော်ကြိဖက်များစွာရေရှည်ဆွဲပြီးတောက်တုံးမယ်ဆိုရင်ခလေးမရနိုင်တော့ဘူးညုံသွားတယ်ပေါ့နော်အဲ့လိုမျိုးအမှတ်မှတတ်ကြပါတယ်တကယ်တော့အဲ့လိုမျိုးမဖြစ်ပါဘူးပေါ့နော် ဆေးတောက်တဲ့အတွက်ကြောင့်ယာတီသွေးဆင်းတဲ့ပုံစံပြောင်းသွားတာ၊ခေါင်းကိုက်တာ၊ဗိုက်နာတာ၊ရင်သားနာတာနဲ့မူးဝေးပြုတ်အန်တာတွေတော့ဖြစ်နိုင်တယ်ပေါ့နော်။ဒါပေမဲ့အရေးပေါ်သားဆေးဆိုတဲ့နာမည်အတိုင်းပဲအရေးပေါ်အခြေအနေမှာသားဆေးကိုတောက်သုံးရမယ်ပေါ့နော်။အဲ့လိုမဟုတ်ဘူးရေရှည်သားဆက်ချာပို့အတွက်ဆိုရင်တော့တခြားသားဆက်ချာနီးလန်တကူကူကိုအာဆွေးနွေးတိုင်ပင်ပြီးတော့သုံးဆွဲတဲ့နေပေါ့နော် ဆိုတော့နောက်ထပ်အမှတ်မှာတက်ကြတာကတော့ကိုဝင်ရှိနေမှမသိပဲနဲ့တော့မဟုတ်ပေါ့နော်ကိုဝင်ရှိနေစင်မှာအရေးပေါ်သားစေတောင်းမိလို့ရှိရင်ကိုဝင်ပြတ်ကျနိုင်တယ်ဆိုပြီးတော့အမှတ်မှာတက်ကြပါတယ်တကယ်ကတော့အရေးပေါ်သားစီတောက်တုံချင်းကြောင့်ကိုဝင်ပြက်ချချင်းကိုမဖြစ်စေနိုင်ဘူးပေါ့နော်အရေးပေါ်တတိသားစီကကိုဝင်ပြက်ချစေတဲ့အာနိသင်မရှိတလို့ရှိနေတဲ့ကိုဝင်နဲ့တတိသားကိုလည်းဘာဆိုးကြိုးမှမရှိစေနိုင်ဘူးပေါ့နော် ြောင့်နောက်တစ်ခါအိမ်ထောင်မချတည်တဲ့အသက်ရွယ်ငယ်ရွယ်သူတွေပဲအရေးပေါ်သားစီကိုတောက်တုံလို့ရတာလားတဲ့ဆိုတော့အရေးပေါ်သားစီကိုပေါ့နော်ကိုဝင်မရှိတာတေးချရဲဆိုလို့ရှိရင်ယာတီသွေးစပေါ်တဲ့အချိန်ကနေပြီးတော့သွေးဆုံတဲ့အချိန်ထိမျိုးပွားနိုင်တဲ့အသက်ရွယ်အတွင်းရှိတဲ့ဗေမင်းကလေးမဆိုတောက်တုံလို့ရတယ်ပေါ့နော် နောက်တစ်ခါပေါ့နော်အရေးပေါ်သားစီတောင်းရင်လိန်ကနေတစ်စစ်ကူးဆက်တဲ့ယောဂတွေကိုကောက်ွယ်ပေးနိုင်လားတဲ့ဆိုတော့မကောက်ွယ်ပေးနိုင်ပါဘူးလိန်ဆက်ဆံရမှာအကောက်ွယ်ကိုနှုံအသုံးပြုပါဒါလျင်လိန်ကနေကူးဆက်တဲ့ယောဂတွေကိုကောက်ွယ်နိုင်ုံတင်မကပေါ့နော်ကိုမမရအောင်လဲပို့ပြီးတော့ထိရောက်စွာကောက်ွယ်ပေးနိုင်မှာဖြစ်ပါတယ်နောက်တစ်ခါပေါ့နော်အရေးပေါ်တားဆီးကကိုဝင်မရအောင်တရားရခိုင်တော့ကောက်ွယ်ပေးနိုင်လားတဲ့ ဆိုတော့အရေးပေါ်တားဆေးအပဝင်ပေါ့နော်ဘယ်တားဆက်ချာနီလန်ကမှကိုမမရအောင် တရရခိုင်တော့မကာကွယ်နိုင်ပါဘူးဒါပေမဲ့အရေးပေါ်တားဆေးကိုအကာကွယ်မပါဘဲနဲ့လိန်ဆက်ဆန့်ပြီးတဲ့အချိန်မှာ24နာရီအတွင်းစောနိုင်တမျှစောစောတောင်းမယ်ဆိုရင်တော့ကိုမမရအောင်တားဆေးနိုင်စံပို့ပြီးတော့မြင့်မာလေးဖြစ်ပါတယ်နောက်တစ်ခါပေါ့နော် နိုးတိုင်းမိခင်တွေရောအရေးပေါ်တားဆီးကိုတောက်တုံလို့ရနိုင်လားတဲ့ဆိုတော့အရေးပေါ်တားဆီးကိုပေါ့နော်နိုးတိုင်းမိခင်တွေလည်းအသုံးပြုလို့ရနိုင်ပါတယ်ပရိုဂျက်စတီရုန်းတစ်မျိုးတည်းပါတဲ့ပေါ့နော်အရေးပေါ်တားဆီးတွေကမိခင်ရဲ့နိုးထွက်နှုန်းကိုခိခိုက်မှုလည်းမရှိသေးတာကြောင့်စိတ်ချစွာတောက်တုံလို့ရပါတယ်ရှင် ဒါဆိုရင်အရေးပေါ်သားဆေးတွေကပေါ့နော်ကိုဝင်မရအောင်ဘလို့ကောက်ွယ်ပေးတာလဲဆိုတာကိုသိချင်ကြလိမ့်မယ်လို့ထင်ပါတယ်အဓိကကတော့မမျိုးဦးတွေ့တာကိုဟန့်တာပေးလိုက်တာနောက်နေစေတာပဲဖြစ်ပါတယ် ဆိုတော့ကိုယ်ဝင်ရတယ်ဆိုတာကပေါ့နော်အမျိုးသားနဲ့အတူတူနေတာနဲ့ချက်ချင်းရတာမဟုတ်ပါဘူးအတူနေပြီးတဲ့နောက်မှာ အမျိုးသားရဲ့တုပ်ပိုကအမျိုးသမီးရဲ့ခန္ဓာကိုယ်ပေါ့နော်မိမကိုယ်ထဲမှာငားရက်လောက်အထိအသက်ရှင်နိုင်ပါတယ်အကယ်၍ဒီငားရက်အတွင်းမှာပေါ့နော်သားဥကြွေခဲ့ရဆိုရင်တုပ်ပိုးနဲ့သားဥပေါင်းပြီးတော့တတိသားလောင်းလေးအဖြစ်တအိမ်နေရမှာတွေ့ပြီးတော့တဖြည်းဖြည်းကြီးလာတယ်ပေါ့နော်ဒါကိုကိုဝင်ရှိတယ်လို့ခေါ်ပါတယ် အရေးပေါ်တားဆီးကတော့မမျိုးဦးကနေပြီးတော့တားဦးမကြွေအောင်ဟန့်တားပေးတာပေါ့နော်။အော်အဲ့လိုမဟုတ်ဘူးဆိုရင်မမျိုးဦးထွက်ရှိရအောင်ပေါ့နော်၅ရက်ကနေပြီးတော့9ရက်နောက်နေစီတာဖြစ်ပါတယ်ဆိုတော့အတူနေပြီးတဲ့ချိန်မှာပေါ့နော်အမျိုးသမီးရဲ့မျိုးပွားလမ်းကြောင်းမှာရောက်နေတဲ့တုပ်ပိုးတွေကအဲ့ဒီနေရာမှာ၅ရက်လောက်အထိအသက်ရှင်နိုင်ရှင်နိုင်တာကြောင့်ပေါ့နော်မမျိုးဦးကိုစောင့်ရင်းကနေပြီးတော့ မျိုးဥလီတွေကျင်းလာတဲ့အခါမှာတည်ဆုံသွားတာပဲဖြစ်ပါတယ်။ဒါဆိုရင်အရေးပေါ်သားဆေးကိုဘယ်အချိန်မှတောက်ရမလဲပေါ့နော်။အကောက်ကွယ်မဲ့လိမ်ဆက်ဆန့်ပြီးတဲ့နောက်မှာဖြစ်နိုင်သမျှအမြန်ဆုံးတောက်ဖို့လိုပါတယ်။အကောက်ကွယ်မဲ့လိမ်ဆက်ဆန့်ခြင်းကနေပြီးတော့ငါးရက်အတွင်းထိပေါ့နော်။ကိုယ်ဝမရအောင်ကောက်ွယ်နိုင်ပေးတယ်ဆိုပေမဲ့စောတောင်းနိုင်လေကောင်းနေဖြစ်ပါတယ်။စတေးကိုဘလို့တောက်ရမလဲဆိုရင်တော့ အရေးပေါ်သားဆေးဆိုပြီးတော့ပေါ့နော်တစိမ့်အမျိုးမျိုးနဲ့ရရှိနိုင်ပါတယ်အဓိကကတော့အမျိုးသမီးတွေတောက်ရမှာဖြစ်ပါတယ်စေကတကက်မှာတလုံးထဲပါတဲ့အရေးပေါ်သားဆေးကိုတောက်မယ်ဆိုလို့ရှိရင်တော့အကောက်ွယ်မဲ့လိန်ဆက်ဆံပြီးတော့82နှစ်အရွယ်အတွင်းတလုံးတောက်ရမှာဖြစ်ပါတယ်အကယ်၍စေးတောက်ပြီးတော့2နှစ်အရွယ်အတွင်းမှာအန်ခင်းမယ်ဆိုရင်ထပ်မံတောက်ဖို့လိုအပ်ပါတယ် စေကတက်ကမှာစေနှလုံးပါတဲ့အရေးပေါ်ဒါစီကိုတောက်မယ်ဆိုရင်တော့အကာအကွယ်မြင့်လင်းဆက်ဆံပြီးတော့82နှစ်အတွင်းကိုတောက်ရမှာဖြစ်ပါတယ်စေတလုံးတောက်ပြီးတော့နောက်72နာရီကြာတဲ့အခါမှာနောက်ထပ်တလုံးကိုထပ်တောက်ပြရမှာဖြစ်ပါတယ်။အကယ်၍စေတောက်ပြီးတော့2နာရီအတွင်းအန်ခဲ့မယ်ဆိုရင်အစားကနေပြီးတော့ပြန်တောက်ရမှာဖြစ်ပါတယ်။ ဆိုတော့ဒီနေ့မှာအရေးပေါ်သားစင်နဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံတည်သွားကြမယ်လို့မျှော်လင့်ပါတယ်။နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။